UAB with you on your journey of life. မင်္ဂလာပါကျွန်တော်အောင်တွေ့လေမှာ 7ATB 7BN ရဲ့ပထမသုံးသတင်းတစ်ပုဒ်အနေနဲ့180လင်ရကိုယ့်ရဲ့ပိုင်နေတဲ့မှာဖြစ်လို့တွေးဖို့နှိစက်တယ်လို့တက်မတော်ကာကွယ်ဦးစီးချုပ်ကပြောဆိုတဲ့သတင်းဖြစ်ပါတယ်။ပြကြတာတဲ့180လင်ကိုမတွေ့တွေ့အောင်မရရအောင်ရှာမဲလို့ တက်မရကဝီဦးစီးချုပ်ကပြောကြားလိုက်ပါတယ်ပြစ်ကြခဲ့တဲ့နေရာကလည်းနိုင်ငံအရေးအတွင်းမှာဖြစ်တာကြောင့်တွေးဖို့နှိစက်တယ်လို့လည်းကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမရောက်နိုင်ကမီဒီယာတွေကပြောပါတယ်လင်းရှာဖွေရေးအတွက်ကုညင်ကျင်တဲ့သူတွေရဲ့ကလန့်မှုတွေကိုလည်းရရှိထားပြီးနိုင်ငံတကာကဝန်ထဲကြောင်းတုံလာပြဖို့ခဲ့တဲ့ခေါင်းဆောင်တွေအဖွဲ့အစည်းတွေနိုင်ငံရေးပါတီတွေကိုလည်းကျေးဇူးတင်တယ်လို့တက်မရကဝီဦးစီးချုပ်ကပြောကြားခဲ့ပါတယ်တက်မရပို့ဆောင်ရေးဝိုင်းရီလေရင်မှာစီနေလိုက်ပါခရင်တေဆုံပျောက်ဆုံးနေတဲ့တက်မရသားတွေတက်မရသားမိသားစုဝင်တွေရဲ့ ကျန်းရေးသူမိသားစုတွေအတွက်ထပ်ပံ့ငွေပေးအပ်ပွဲကိုဒီနေ့နေပြည်တော်တိုင်းစစ်ဌာနချုပ်မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။အလှရှင်အသီးသီးကနေထပ်ပံ့ငွေစုစုပေါင်း7,900,000ကျော်ရရှိပြီဖြစ်တယ်လို့လည်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပြက်ကြလေမှာရုပ်လောင်းတလောင်းထက်တွေဆယ်ပြီးရုပ်လောင်းချုပ်ထက်တဲ့ကြိုးဆိုတဲ့သတင်းဖြစ်ပါတယ်။ပြက်ကြသွားတဲ့တမတော်တည်ယူပူဆောင်ရေးလေရင်ကိုရှောက်ဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေစေဖြစ်ပြီးဒီနေ့ဇွန်လ10ရက်မနေ့ပိုင်းမှာမြို့သားရုပ်လောင်းတလောင်းကိုထပ်မံဆယ်ယူရရှိခဲ့ပါတယ်။ ဆေယူရရှိခဲ့တဲ့အမျိုးသားရုပ်လောင်းကိုတက်မလို့ရေရင်ကလောင်းလုံမျိုးနဲ့ဆင်းလန်းကန်းကြီးစီပူဆောင်ခဲ့တာပါပြစ်ကြသွားတဲ့တေယူပူဆောင်ရေးလေရင်မှာလိုက်ပါသွားသူ122ခုရှိခဲ့ပြီးရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ရမှာလင်းရင်အစိပ်ပိုင်းနဲ့ရုပ်လောင်း33လောင်းကိုတွေ့ရှိထားတယ်လို့တက်မလို့ကာဝေးဦးစီးချုပ်ယုံကသတင်းထုတ်ပြန်ထားကြရသိရပါတယ်ဒီမနေ့ပိုင်းမှာတော့ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ပင်လယ်ပြင်မှာဇာတကူးတို့စိုးဝါနေတာကြောင့်ကယ်ဆယ်ရေးလုပ်ငန်းတွေအခက်တွေ့နေရပါတယ်မင်းလာပင်လယ်အလဲပိုင်းမှာဖြစ်ပေါ်နေတဲ့ လီဗျာနဲ့ရန်ကုန်ရဲ့အချိန်ကြောင့်ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့နေရာတဝိုက်မှာရာသီဥတုစိုးဝါနေတာဖြစ်ပြီးလှိုင်းမြင့်ကိုးဝေကန်တဲ့လေတိုင်နှုန်းတနာကြီး15မိုင်ကနေ -20 တွင်းရှိနေတာဖြစ်ပါတယ်။ဒါကြောင့်ရာသီဥတုအခြေအနေခဏဆောက်ကြည့်နေပြီးကောင်းမွန်လာတာနဲ့ရေရင်လေရင်ရဟရင်တွေနဲ့ထပ်မံရှာဖွေသွားမယ်လို့တက်မတော်ကော်ဝေးကြီးဦးစီးကျော်ယုံကသတင်းထုတ်ပြန်ထားပါတယ်။ဆေယူရရှိပြီးတဲ့အလောင်းတွေက14လောင်းကိုဇွန်လ9ရက်ကတကြိုခဲ့ပြီးဒီနေ့ဇွန်လ10ရက်မှာတော့9လောင်းထပ်မံတကြိုခဲ့တာဖြစ်ပါတယ်။ ောက်ထပ်သတင်းတပုတ်အနေနဲ့ကတော့လေဖျားနဲ့ရန်ကုန်ကြောင့်ဒေသ6ခုမှာမိုးကြီးရတဲ့အတူလေပြင်းကိုပါရင်ဆိုင်ရနိုင်ဆိုတဲ့သတင်းဖြစ်ပါတယ်။ပင်လယ်ပင်လယ်ပေါ်မှာလေဖျားနဲ့ရန်ကုန်တစ်ခုဖြစ်ပေါ်နေပြီးဒေသ6ခုမှာနေရာကွက်မိုးကြီးရတဲ့အတူလေပြင်းတိုက်ခတ်မှုတွေရင်ဆိုင်ရနိုင်ကြောင်းမိုးစလကသတိပေးထားပါတယ်။ဒီနေ့နေ့လည်းပဲတိုင်းတာချက်တွေအရလေဖျားနဲ့ရန်ကုန်ဟာပင်လယ်ပင်လယ်ပေါ်မြောက်ပိုင်းမှာဖြစ်ပေါ်နေတာဖြစ်ပါတယ်။အဲ့ဒီလေဖျားနဲ့ရန်ကုန်ရဲ့အချိန်ကြောင့်ဒီနေ့ညနေကနေနောက်သုံးရက်အတွင်းမှာပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး AOD တိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာနေရာကွက်မိုးကြီးပြီးလေပြင်းတက်ခတ်မဲ့အန္တရာယ်ဖြစ်ပေါ်နိုင်တယ်လို့သတိပေးထားပါတယ်။မြမကန်ဦးတန်းဒေသတွေနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်းလေတိုက်နှုန်းတစ်နာရီမိုင်40အထိတက်ခတ်နိုင်ပြီးလှိုင်းအမြင့်ရှစ်ပေကနေဆနေပေကရှိနိုင်တယ်လို့မိုးဇလာကဆိုပါတယ်။ဒါကြောင့်ကန်ဒီကန်ဝေငါးဖန်းရေရင်တွေတင်မောတွေအနေနဲ့လှိုင်းနဲ့လေပြင်းအန္တရာယ်ကြိုတင်သတိပေးရန်လိုတယ်လို့သတိပေးထားပါတယ်။မြို့လူဦးသားပညာရှင်ဒေါက်တာထွန်းလင်ကတော့အဲ့ဒီလေပြင်းနဲ့ရန်ကုန်ဟာမုန်တိုင်းငယ်အဆင့်ဖြစ်လာနိုင်ပြီးဇွန်လ12ရက်နေ့နဲ့ပိုင်းမှာအိန္ဒိယနဲ့ ဖင်လန်နိုင်ငံနေဆက်အနီးကမ်းခြေကိုဖက်ကျော်ဝင်ရောက်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။ဒီရက်ပိုင်းမှာမြန်မာနိုင်ငံဒေသအနှံ့နဲ့ခရိုင်ဒန်ဒေသတွေမှာမိုးကောက်နိုင်ပြီးလေပြင်းတိုက်ခတ်ခြင်းနဲ့မိုးကြိုးပစ်ခြင်းတို့ဖြစ်တတ်တဲ့မိုးတိမ်တောင်အနေရကိုအထူးသတိထားဖို့ဒေါက်တာထွန်းလင်းကတတိပေးထားပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဘဂရမှာအမျိုးသမီးတယောက်အတေကံဘုံခွဲလို့လူ30ကျော်တေဆုံးဆိုတဲ့သတင်းဖြစ်ပါတယ်။ဣရတ်နိုင်ငံဘဂရမြို့တော်တောင်ပိုင်းမှာအမျိုးသမီးတူကအတေကံဘုံခွဲတိုက်ခိုက်မှုကြောင့်လူ30ကျော်တေဆုံးခဲ့တယ်လို့သိရပါတယ်။ဇွန်လ9ရက်ကဘဂရတောင်ပိုင်းမူဆာရဲ့အရက်မှာ အတိကံဘုံဘက်တက်ခိုက်မှုတစ်ခုဖြစ်ပွားတာကြောင့်လူ32ဦးထက်မနည်းတေဆုံးပြီး35ဦးဒဏ်ရာခဲ့တယ်လို့အာဏာပိုင်တွေကပြောပါတယ်။ IS စစ်သွေးကြအုပ်စုကဒီတက်ခိုက်မှုဟာသူတို့ရဲ့လက်ချက်ပါလို့ကြေညာထားပါတယ်။တစ်ချိန်တည်းလို့လို့ကာဘလာမြို့မှာလည်းနောက်ထပ်အတိကံဘုံခွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဘုံပေါက်ခွဲသူတွေကဘယ်သူဘဝဆိုတာကိုတော့အီရန်အာဏာပိုင်တွေကမထုတ်ပြန်ပါဘူး။ကာဘလာဘုံခွဲမှုမှာတော့လူလေးယောက်ဒဏ်ရာရှိခဲ့ပါတယ်။ IS ဟာအီရတ်ပိုင်မိုဆူးမြို့ကိုတိမ့်ပစ်ထားရကနေ လက်လွတ်ရလူနီနီအခြေအနေနဲ့ကြုံနေရပါတယ်။ဆွန်နီဆွန်းရောက်မွဆလင်စစ်သွေးကြအုစုဟာစီးရီးယားဘက်ခြမ်းကနေမြေများပြားကိုလည်းဆုံကျုံထားပါတယ်။ Seven ATB ရဲ့ည9:00တိုင်းတွင်နေကိုညစဉ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။အောင်မြင်မှုလေးရောက်နေတမ်းသွား UAB UAB with you on your journey of life